ကျေးဇူးတော်ရှင်ဒီပိတကရောဆေတော်ကြီးအေးမြရှင်ပြုံးလူနှလုံးဒီပိတကဓမ္မလက်ဆောင်15စာအုပ်မှအေးမြရှင်ပြုံးလူနှလုံးဆိုတဲ့ခေါင်းစဉ်ဖြင့်တရားလင်္ကာဓမ္မကဗျာများအမြဝေပူဇော်ပြမှာဖြစ်ပါတယ်တရားမပါလူခန္ဓာရှိတာမပြေဝအတောင်ကျွညာငှက်အလာဆွမ်းဆုံးရှုံးရာ တရားပါညာလူစွာအထူးကြမြင့်တရာတတိရှိထမေတ္တာဘွာစွာအနန္တအေမြာရှင်ပြုလူနှလုံးကျင်ထုံးလန်းစဉ်ပြလူခန္ဓာရဲ့သဘာဝအဖြစ်အတောက်တာဆိုအရာကတော့တရားပဲတရားဆိုတာခန္ဓာနဲ့တွဲမှအစွမ်းပြနိုင်တာဖြစ်လို့တရားနဲ့အထိုက်တန်ဆုံးကလည်းလူခန္ဓာပဲလူဟာအမှုခွာနိုင်ရင်အတိထူတယ် ဆင်းရဲအပူတွန်းအားများတယ်ပြီးတော့မဟာလောက်အောင်အလုံးများတယ်ဒါကြောင့်တရားနဲ့လူခန္ဓာတကယ်တန်ပါတယ်ပါရမီဖြည့်ဖို့လဲလူဘဝသာအကောင်းဆုံးပါတရားနဲ့အလွန်တန်တဲ့လူဘဝမှာ လူခန္ဓာရဲ့အတ္တတာဆုံးအလိုလားဆုံးတရားပဲရှိဘူးဆိုရင် လူရဲ့အရှိအာမပြည့်စုံသေးပါဘူးကိုယ်ကိုအာမခန္ဓာဝင်ယူနိုင်တဲ့စွမ်းအားကိုမပြနိုင်ပဲနေ့စဉ်လောင်စာတွေထည့်ပြီး တရားမီရက်ကို ထိုင်းဆောင်နေုံနဲ့တော့လူဘောဟာအထိတ်မကင်းမဲ့လွန်ပါလေတရားလက်လို့ရင်အဲ့ဒီလူဟာအတောင်ကျိုးတဲ့ငှက်နဲ့တူနေပါလေတရိရှိထာမေတ္တာပွားရင် လူစွာဟာအနန္တပါမတ်တင်ညာမြင်းမှာတရိဖြစ်ပေါ်တိုးပါလေမေတ္တာလိုချင်ရင်ခန္တီအခိုင်မာကောင်းအောင်လေ့ကျင့်ရပါမယ် မေတ္တာခံပုဂ္ဂိုလ်ရဲ့ကောင်းကွက်ကိုမြင်အောင်ကြည့်နိုင်မှလည်းမေတ္တာဖောက်ထုတ်ဖို့လွယ်ပါတယ်။သတိဆိုတာကိုယ်တယောက်ထဲတည့်အောင်နေနည်းကိုပြတယ်။မေတ္တာကတော့အများနဲ့အစဉ်ကြေအောင်တည့်အောင်နေနည်းကိုပြပါတယ်။သတိရှိရင်ကိုယ်ကိုနိုင်တယ်မေတ္တာရှိရင်တော့သူ့ကိုနိုင်တယ်။သတိကခန္ဓာအစိတ်တုံးကိုအစိတ်ဖြည့်ပေးတယ်။မေတ္တာကတော့ပစ္စည်းအစိတ်တုံးကိုအစိတ်ဖြည့်ပေးပါတယ်။ ။တတိယလုံးပိုင်းရင်ပစ္စုပန်တိုင်းတရားစွမ်းအားနဲ့စိတ်ချမ်းသာအောင်နေရတဲ့ကိုအားညာအားပစ္စည်းအားဖြင့်မိမိသူတို့ဘာလောကသဒ္ဒနာကိုအလှဆင်နိုင်တယ်။ဘဝကူးစိတ်အေးရတယ်။နောင်ရင်သေးချတယ်။မေတ္တာဘဝတော့လေတတိကိုကိုင်းမှပိုင်နိုင်ပါလေ။အေးမြရှင်ပြုံးလူနှလုံးရဲ့အနှစ်ချို့ကတော့တတိနဲ့မေတ္တာပါပဲ။ကြည်တော်ရှင်တိပိကရောစရောဘုရားကြီးအေးမြရှင်ပြုံးလူနှလုံးဆိုတဲ့ ခေါင်းစဉ်မီတရားလင်ကာဓမ္မခမရာများကိုစီကိုငါကျမ်းနာမှသာလက်ကျင့်သုံးကြ၏မိမိရဲ့စလုံးလုံးကိုလည်းရှင်ပြုံးအေးမြအောင်သူတော်ဘာရဲ့စလုံးလုံးကိုလည်းရှင်ပြုံးအေးမြအောင် ကိုစီကိုငါလိုက်နာကျင့်သုံးပွားများအားထုတ်နိုင်ကြပါစေ